ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဘဝမှာဆေးဘူးအထုတ်ခဲ့တဲ့အတိညာဏ်မရှိဘူးဆိုရင်ရွေးချယ်ဖို့အလွန်ခက်တယ်အမှားမှစဉ်းစားဖို့အလွန်ခက်တယ်မိယုကလာမိဘဘိုးဘွားကကိုးကွယ်တဲ့ဘာသာတရားကို နောက်ကနေလိုက်ကိုးကွယ်ရတယ်ဆိုတာအလွန်လွယ်တာပေါ့ရှေ့ကလူသွားတဲ့လမ်းကိုလိုက်နင်းတာဟုတ်တာ အသိဉာဏ်မပါလဲရသို့တော်တိတတ်တဲ့အရွယ်ရောက်လာတဲ့အခါမှာအမှန်အမှားကိုလေ့လာဆန်းစစ်ဖို့အမတန်မှအရေးကြီးတယ်ခုဘုန်းကြီးတို့တို့တွေလူဘဝရထားပြီရထားတဲ့အခါမှာဘဝမှာအမတ်တမဲ့မနေသင့်ဘူးလေ့လာတဲ့နေ့ လောကမှာလူတွေကိုးကွယ်နေကြတဲ့ဘာသာတရားအလုံးသိရှိအောင်လေ့လာတဲ့လေ့လာပြီးတဲ့အခါမှာဆုံးဖြတ်ပြီးတော့လိုက်နာတဲ့အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်သူများဖောက်ထားတဲ့လမ်းပေါ်မှာရှောက်တတ်သူတယောက်ပဲဖြစ်မယ် ကိုကိုယ်တိုင်အမှန်မှကိုတိလို့ရှောက်တဲ့လမ်းမဟုတ်ဘူးဆိုရင် ခိုင်မာဖို့တော်တော်ခက်တယ်ပေါ့ဒါကြောင့်မို့အခုလိုတရားပွဲကြီးတွေကျင်းပပြီးတော့တရားနာရတယ်ဆိုတော့အမှန်အမှားကိုသိရှိဖို့အသိပညာတွေရဖို့အသိပညာဆိုတာသူကသူရမလာဘူး ုတ်တုတသုတဝဋ္ဌနီလို့ဆိုတဲ့အတိုင်းနားထောင်တာတရားနာတာပဲဖြစ်စေဟောပြောပွဲတွေဘာသာရေးနဲ့ပတ်သက်ပြီးဟောပြောတာတွေဖြစ်စေစာပေလေ့လာတာပဲဖြစ်စေဘောဓုတ္တတွေများလာတယ်စဉ်းစားစရာတွေနှိုင်းရှင်ပြီးကြည့်စရာတွေများလာတယ် ။မာလူမျိုးတွေပြောကြတယ်မြင်ဆရာကြားဆရာ။မျက်စိကမြင်တဲ့အခါမှာလည်းပဲကိုယ်မှနှိုင်းရှင်ကြည့်ဆရာလေး။နားကကြားတဲ့အပေါ်မှာလည်းပဲမတူညီတဲ့အတန်လေးမတူညီတဲ့ဟောပြောချက်တွေမတူညီတဲ့အမြင်တွေအဲ့ဒါတွေကိုနားထောင်ပြီးနှိုင်းရှင်ပြီးတော့လေ့လာဆရာ။ကိုယ်ပိုင်ညာသုံးချဖို့တော့လိုအပ်တာပေါ့သုတ္တသာသုတ္တဝုဒ္ဓနီ နာကျင်တဲ့စိတ်ရှိဖို့ဟာပိုအရေးကြီးတရားဝဲလာပြီးတရားနာကျင်တဲ့စိတ်ကိုကတော်တမိုးရှိမြတ်စွာဘုရားသခင်ကိုရောမြတ်ကအာလဝကဘီလူကြီးကတုတ်တန်တဲ့ခုမှာအာလဝကတုတ်တန်မှာမေးထားတာရှိတယ်လေဒါတော့သူစွမ်းစနဲ့သူမေးတာမဟုတ်ပါဘူးသူမိဘလက်ထက်ကဒီမေးခွန်းနေတဲ့အဖြေတွေဟာရေးမှတ်ထားတာဟိုသင်ပေးထားတာရှိတယ် မိဘတွေကသင်ပေးတာသူမေ့သွားမေ့သွားတော့အမေးတွေပဲကြံတယ်မိဘပု္ပ္ပာတွေပဲကြံပြီးအဖြေတွေသူမေ့သွားမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဒါမေးတာကြံတဲ့ပညာရှိလို့ခေါ်တဲ့တကောအဋ္ဌိပတ်ရှိတဲ့ရဲ့တမနာပြမနာတွေနဲ့တွေ့တဲ့အခါမှာလည်းပဲသူတံမျိုးမေးလို့ရှိတယ်မေးလို့ကျင်တတ်တဲ့အဖြေမရရင်သူကနှိမ့်ဆက်တယ်တော်တော်ကြမ်းတဲ့စိတ်ဓာတ်ရှိတယ်